မင်္ဂလာပါကျူတိုရယ်အနားအိမ်မှကျူဆိုပါရစေဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ AI နည်းပညာကိုသုံးပြီးတော့မှဗီဒီယိုတွေကဇက်ကောင်နေနေရာမှာ ကိုဓာတ်ပုံဒါမှမဟုတ်ရင် ကိုနှစ်သက်ရာဓာတ်ပုံတစ်ခုနဲ့အစာထိုးလို့ရတဲ့နည်းလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့ဒီကျွန်တော်တို့ AI website ကုတဲ့ကိုသွားရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာ browser တစ်ခုရဲ့ကိုသွားလိုက်မယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဖုန်းနဲ့သုံးမဲ့သူတွေလည်းမရဘူးလားဆိုတော့ရပါတယ်ဖုန်းထဲက Chrome browser ဒါမှမဟုတ်ရင် browser တစ်ခုခုထဲကိုဖွင့်လိုက်ပါဖွင့်ပြီးသွားရင်ကျွန်တော်တို့ဒီ website ကိုသွားရမှာပါ vga.ai ပေါ့နော် vinggnly.ai ဆိုပြီးတော့သွားလိုက်ပါဒါဆိုရင်ကျွန်တော်တို့ဒီ vga ဆိုတဲ့ website ထဲကိုရောက်လာလိမ့်မယ်ပြီးသွားရင်ဒီနေရာမှာကျွန်တော်တို့ try on web ကိုရွှေ့လိုက်ပါ ပြီးရင်ကျွန်တော်တို့ Gmail account တစ်ခုနဲ့ sign လုပ်ပေးလိုက်ပါ။အဲဒီထဲကကျွန်တော် Gmail account တစ်ခုကိုရွေးပြီးတော့ sign လုပ်လိုက်ပါမယ်။ဒီရင် continue ပေါ့နော်။ဒီလေပြောတော့ဒီဟာကျွန်တော်တို့တရက်ကိုကျွန်တော်ဗီဒီယို6ပုတ်တိကျွန်တော်တို့ free လုပ်လို့ရတယ်ပေါ့နော် Gmail account ခုကိုကျွန်တော်တို့ဗီဒီယို6ခွင့်6ခုလုပ်ခွင့်ပေးထားပါဗျာ ဟာဒီထဲမှာကိုနှစ်သက်ရာကျွန်တော်တို့ဗီဒီယိုတွေကိုလိုက်ရှာပြီးတော့ရွေးလို့ရတယ်ဒီပေါ်မှာဆင်ရင်လဲဒါကျွန်တော်တို့ category တွေအများကြီးတွေ့ရမှာပေါ့နော်ကိုနှစ်သက်ရာကိုဒီမှာလိုက်ရှာပြီးရွေးလို့ရပါတယ်အဲဒီမှာတော့ကျွန်တော်နမူနာအနေနဲ့လောက်ပြမှာဖြစ်တော့ဖြစ်တဲ့အတွက်ကျွန်တော်ဒီ hop pet ထဲကိုသွားပြီးတော့တစ်ခုခုရွေးလိုက်မယ်အဲ hop pet ထဲမှာကျွန်တော်က ဟုတ်ကဲ့ကျွန်တော်ဒီဘတ်စကက်ဘောကစားသမားပေါ့နော်ဒီဘတ်စကက်ဘောကစားသမားနေရာမှာကျွန်တော်ဓာတ်ပုံတစ်ခုကိုကျွန်တော်အစားထိုးပြီးတော့လုပ်ပြပါမယ်ဆိုတော့ကျွန်တော်အဲ့ပုံမှာတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီအောက်မှာ remix ဆိုတာကိုရွှေ့လိုက်ပါ remix ဆိုလေးကိုနှိပ်ပြီးတော့ဆက်သွားလိုက်မယ်ပြီးရင်ဒီမှာကိုဓာတ်ပုံလေးကိုထည့်သွင်းဖို့ရအတွက်ဒီလူရုပ်ပုံလေးပေါ်မှာတစ်ချက်နှိပ်လိုက်မယ်ပြီးရင် upload ဆိုတာလေးနှိပ်ပေးပါ ပြီးရင်ဒီမှာကျွန်တော်ဒီ model တယောက်ပုံကိုရေးပြီးတော့ကျွန်တော်အစားထိုးကြည့်ပါမယ်။ Okay အဲ့တော့ဒီလိုမျိုးလေးရလာပြီအဲ့ဒီနေရာမှာကျွန်တော်ဒီပုံကို စားထိုးမှာပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီမှာ generate ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်။ Okay ခါဒီမှာဒီနေရာမှာကျွန်တော်9မိနစ်6မိနစ်လောက်စောင်းရတာမျိုးကြီးရှိတတ်တယ်ပေါ့နော်။ဟို server busy ဖြစ်နေတာနေရှင်သူ time bar လေးနဲ့ပေးထားတယ်အဲ့ဒါလေးကိုစောင့်ပေးရမှာ။ဒီမှာတော့တက်ခါရဲကျွန်တော် generate လောက်ပါတယ်အရင်နေပါတယ်အဲ့ဒီပုံလေးပေါ်မှာကျွန်တော်တစ်ချက်နဲ့ကြည့်လိုက်မယ် Okay အဲဒါဆိုရင်ဂျကာတာနေရာကျွန်တော်တို့ဒီဘတ်စကက်ဘောကစားသမားနေရာမှာကိုထည့်ပေးလိုက်တဲ့ပုံရိုးတို့ဟာဒါကျွန်တော်တို့ AI ကနေဒါကျွန်တော်ခုလိုမျိုးဖန်တီးပေးသွားတာပေါ့နော်အဲဒီဗီဒီယိုလေးကိုကျွန်တော်တို့က download လုပ်ခြင်းနဲ့ save လုပ်ခြင်းနဲ့ဆိုရင်တော့ဒီဘက်ဘေးမှာကျွန်တော်တို့ဒီညာလေးဆောက်ကိုနေ download icon လေးရှိတယ်အဲ့ပေါ်မှာတချင်နေလိုက်ပါ Okay ဒါဆိုရင်တော့ဒီမှာသူက download လုပ်သွားပြီပေါ့နော် Okay အဲ့တော့ဒီကောင်ကိုကျွန်တော်ဘယ်ကနေတော့ကြည့်လို့ရသေးလဲဆိုရင်ဒီမှာ

ီမှာလေကိုကကိုစမ်းကြည့်ပါပြန်လွယ်ပါရယ် Okay ပါအဲဆိုရင်တော့ကျွန်တော်တို့ဒီ AI နည်းပညာအသုံးပြီးတော့မှကျွန်တော်တို့ဒီဗီဒီယိုတွေကိုအစားပြုတာဘယ်လိုလုပ်ရလဲဆိုတဲ့သူတွေအတွက်ဒီ link လေးတိုင်းလုံကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်